င်္ဂလာပါရှင်ကျမတော်ငူခတ်တာပါဒီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်းမုံရမြို့တောင်ပတ်မန္တလေးမုံရသွားကားလမ်းမပေါ်မှာဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်ပိုင်းကစစ်ကားနှစ်စီးမိုင်းဆွဲခံခဲ့ရတယ်လို့မျက်မြင်တွေ့ရှိသူတွေစီကသိရပါဗျာ စစ်တပ်ကစစ်ကား၄စီးနဲ့မုံရမျိုးကနေမန္တလေးဘက်ကိုထွက်လာတဲ့အချိန်မအူရွာနဲ့မုံရွရွာကြားမှာမုံမိုင်းဆွဲခံခဲ့ရတာဖြစ်ပြီးနှစီးပြက်စီးသွားခဲ့တယ်လို့သိရပါဗျ။ထိခိုက်သေးဆုံးမှုအခြေအနေကိုမသိရသေးပဲမိုင်းဆွဲခံရပြီးတဲ့နောက်ခီးသွားကားတွေနဲ့ကုန်ကားတွေကိုတားဆီးစစ်ဆေးကမိုင်းဆွဲခံရတဲ့ကားတန်းကိုကြီးစုခွဲမပေးဘဲအမြန်မောင်းခိုင်းတယ်လို့ခီးသက်တဲ့ရင်မောင်းတယောက်ကပြောပြပါဗျ။ စစ်တပ်ကဂျမ်ဘာကား2စီးစစ်နှပိန်ကား2စီးနဲ့ထွက်လာတာကိုတိုးတင်တရင်ရတဲ့အတွက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးခီးသွွားကား2စီးကိုချောဆွဲကမန္တလေးဘက်ကိုတက်မောင်းသွားတယ်လို့ PDF ရေးပေါ်တယောက်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မနက်9:00နာရီလောက်ကလည်းဆလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေကျင်းဒီတွေတဲဆောင်လာတဲ့အတွဲက23စီးပါရင်တန်းကိုမုံရွာမန္တလေးလမ်းပိုင်းကနေမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ ်ရခိုင်ရေပိုင်နဲ့ထဲဝင်ရောက်ပြီးငါးခိုးဖမ်းတာတွေပြစ်လုပ်နေတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကိုစက်တိုက်ဖမ်းဆီးတာတွေပြစ်လုပ်နေရလို့အရခတက်တော်ရဲ့ကမ်းခြေဆောင်တက်နယ်နီးစပ်သူတွေစီကသိရပါဗျ။နိုဝင်ဘာလ18ရက်နေ့ကရခိုင်ရေပိုင်နယ်အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား16ယောက်ကိုမောင်တော်မြို့နယ်တဝင်းချောင်းရွာဟောင်းအနီးနဲ့ရသေးတောင်မြို့နယ်ချင်းကလေးကျေးရွာအနီးတွေမှာစက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်။ နိုဘာလ12ရက်နေ့ကလည်းရသေးတောင်မြို့နယ်ကိုးတန်ကောက်နယ်ချင်းကလိန်ကြီးရွာနီးမှာရှိတဲ့ရခိုင်ရေပိုင်နယ်အတွင်းမှာငားဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား21ယောက်ကိုငားဖမ်းဆက်လီငားစင်းနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့အေအေရဲ့ကမ်းခြေဆောင်တပ်နဲ့နှိစက်သူတွေကပြောပါရတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ပြည်ပိုင်နယ်ကိုကျူးကျော်ဝင်ရောက်ပြီးငါးဖက်နာတွေကြောင့်ဖမ်းဆီးခံရသူတွေကိုအစောပိုင်းကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGBC ကိုလွှဲပြောင်းပေးခဲ့ပေမဲ့နောက်ပိုင်းမှာတော့လွှဲပြောင်းပေးတာတွေမရှိတော့ဘဲအရေးယူတာတွေကိုပြုလုပ်နေတာလည်းဖြစ်ပါရဲ့ရှင်။ ညောင်ရီမျိုးတောင်ဘက်က Great Demon God Company ကတာဝန်ယူလုပ်ကိုင်နေတဲ့ဖလူးကြားဖြက်လုပ်ငန်းမှာအလို့သမားတို့ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့အာဓမစေခိုင်းခံရသူတွေကပြောပါတယ်အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်ပြင်းပြင်းနဲ့မြောက်ရီမြို့တောင်ဘက်တောင်မြင့်ကန်းလျှောက်ကနမန်ဆုံးနဲ့ကြော်ကြားနေတဲ့ရွှေကုတ်ကိုမက်ထိုတလီအင်ဂျင်မြိုင်အေကတရာရွှေပြောက်မြိုင်ကြောက်ခတ် အေဆိုင်ဝမ်ခါဘလူးစတဲ့မီနီယာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးကြပြုံမွေးလေးလုပ်ငန်းတွေကိုလုပ်ကိုင်နေပါတယ်။အဲ့ဒီလုပ်ငန်းတွေကိုနေကြာသောတက် BGN နဲ့ဒီမိုစီချိုးပြုကင်းတက်မတော့ DKB တက်ခွက်ဝင်တွေကလုံခြုံရေးယူပေးထားပါတယ်။ကြပြုံလုပ်ငန်းတွေမှာအိန္ဒိယ၊ဖိလစ်ပိုင်၊ VNM ၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယား၊အာဂျင်တီးနား၊တရုတ်နဲ့မြန်မာစတဲ့နိုင်ငံ၃၀ကျော်က နိုင်ငံသားတွေလုပ်ကိုင်နေပါတယ်ဒီထဲကအလုတမားတွေရလေအာအလုပြောရမယ့်အပေါ်လိန်ခေါ်ခံရပြီးတော့မှရှောင်းလာတာတော်တော်များတယ်ဝင်တချို့ဆိုရင်လည်းသူတို့စိတ်နဲ့သူတို့လုံးကြတာရှိတယ်အမပြောင်းချင်တဲ့စိတ်ချရင်ဒီမပြောင်းတော့ဘူးနော်အလုတမားတွေဆိုရင်အရင်တသားဖို့ကောင်းတယ်သူတို့ဆိုရင်တရုတ်လူမျိုးရဲ့ဆိုရင်ပုံပြီးတနာဖို့ကောင်းတယ်အအမြဲနှိမ့်ဆက်ခံရတာအိမ်မှာရှိရပေါ့အခုမှကျတော့ဒီ site တွေတွေကတော့ တခင်းနဲ့ခေါင်းဆောင်နေဆိုရင်ဟောသူတို့ကသူတို့ပတ်စံရှိတယ်သူတို့ပတ်စံရှိတဲ့အတွက်ကြောင့်မလို့အော်ဘယ်လိုပြောရမလဲသူတို့လုံချင်တာလုံလို့ရတယ်ဘောနော် TKPA ကလည်းသူတို့ကောက်ွယ်ပေးလိမ့်မယ်မြန်မာစစ်တပ်ကလည်းသူတို့ကောက်ွယ်ပေးလိမ့်မယ်ဘတူမှာဘီယွန်ဆိုင်ကိုအဲ့လိုပုံစံမျိုးနဲ့ပေါ့ရှစ်ကော်မရှင်ကတရုတ်မြန်မာထိုင်း ကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံပြင်ဒေသရင်းဖွဲ့စည်းရေးနဲ့ပူးပေါင်းပြီးအွန်လိုင်းလေလံမှုလောင်းစားမှုတွေကိုမြမမြေပေါ်ကနေပြည်တိုင်းခြုံငိမ့်သွားအောင်အမြင့်ပြတ်ခြုံမုံတုတ်တင်သွားမယ်လို့နိုဝင်ဘာ16ရက်နေ့ကဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့ပါတယ်အခုလိုပြောဆိုပြီးတဲ့နောက်ပိုင်းဖလူချီယာမှာကြပြန်လောက်ကင်နေတဲ့ဂရိတ်ဒီမင်းငန်းစီမံကိန်းကရင်းနှီးမြှုပ်နှံတဲ့တရုတ်ပြည်အရေးပေါ်တဲ့သူတွေနဲ့အလုပ်သမားတွေကို နိုဝင်ဘာ19ရက်နေ့မနေ့ပိုင်းကနေရာရွှေပြောင်းမှုလှုပ်ဆောင်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ကြောက်ရွံ့လုပ်ငန်းဝင်မှာရင်းမနေဆက်ခံရသူမတရားရောင်းစားခံရသူတွေကိုအမှန်တရားအတိုင်းကူညီပေးစေစီခြင်းလေလို့မြောက်ပြည်မြို့ကန်တွေကပြောပါတယ်။ ်ပေါ်တော့နောက်ဆုံးအများကြီးပြည့်တော့မျက်မှောင်မျိုးလာပြီးတော့ဒီရောက်သားနေရရောက်သားခင်ရတာအများကြီးအများကြီးရောရှိတယ်ပေါ့နော်ဒီကောင်ကြီးတော့လည်းနည်းနည်းလေးချက်ခံရတယ်လေကြောင်းခံရတယ်လေရှိတယ်ပေါ့နော်ဘယ်လိုတောင်းဆိုတာလဲတော့အဆက်ဆက်မရမယ်လေဒီကတည်းကလည်းနည်းနည်းချက်ခံရတယ်ဟိုတယောက်နဲ့တယောက်ကရောက်သားရောက်သားဆိုတော့ပတ်သိနေတောင်းတယ် အဲ့ရောင်းစားရပြသူရဲ့တဲ့ဒီကတော့သူရဲ့တင်ရဘလောက်ရှိလဲစီတနာကိုကွာဆိုတော့ရောင်းစားတာဆိုတော့လေသူပြီးလို့ကျရင်သူတို့ကပြန်မျိုးလုပ်တယ်ဒီမှာသူကပတ်သက်ပြန်နေရအောင်ဒီလောက်ပြီးတော့ဘယ်နည်းသူရဲ့အသက်အမှားပဲနေချင်အဲ့လိုဖြစ်နေတယ်အခုတော်တော်မှန်နေရဖြစ်နေတယ်နော်အွန်လိုင်းကြပဲလုပ်ငန်းအတွင်းလောက်ကိုင်းနေသူတွေကိုဒီကိဗီတက်ဖွဲ့ကဖမ်းဆီးချုံနှောင်ထားတာမရှိဘူးလို့ဒီကိဗီအစီအစဉ်ကြုံဘုချုပ်စောစောင်းအောင်ကပြောဆိုထားပါတယ် ောနေချင်တဲ့ဒီလူတွေကျွန်တော်တို့တရားမှမချုံနောင်တော့ဘူးဒါကြောင့်ဟိုတန်အောင်ယူတောင်းခံနေရဆိုလည်းခေါ်ရလိုက်အကုန်လုံးနော်ဒေသနိုင်ငံပြည်လို့ခေါ်ရရှိတဲ့ဘာလဲနိုင်ငံမောဘယ်နိုင်ငံရှိလဲဟိုကျွန်တော်တရင်မှာတွေ့တဲ့နိုင်ငံမောအင်းနေစေကြောလည်းခေါ်ရလိုက်တောင်းအောင်ယူတောင်းခံရလို့အရင်ကျွန်တော်ပို့နေတော့လည်းပို့တော့ဟဲလည်းပို့တဲ့ဗမာပြည်ကလည်းကျွန်တော်ပို့လို့နာပဲအခုဂျာကာလာမှာဂျူဂျာဂျူပို့နာပဲအဲဥမာတရားဝင်နေပို့တယ်လည်းရှိမို့ဟိုမဝင်နေပို့တယ်လည်းရှိတော့ပို့တဲ့ဂျာမှာကျွန်တော်ပြောခံတယ်လည်းရှိပြန်ရော ဟိုတရားဝင်လို့ကိုယ်နိုင်ငံရဲ့ဥပဒေနဲ့မကိုက်ညီဘူးတော်တော်ဟိုဆုတ်ထွေးတယ်ကျွန်တော်စစ်တိုက်တာဟိုထမင်းကတော့ဒါလည်းမဆုတ်ဘူးလုံရောလာဆက်ရှင်နေညနေပိုင်းကစစ်ကော်မရှင်ကအင်အားလုံးကြီးနဲ့ရွှေကုတ်ကုတ်မြစ်တက်ကကြားပြန်အဆောက်အဦတွေကိုဝင်ရောက်စစ်ဆေးခဲ့ရာကြားပြန်လုတ်ကင်နေတဲ့နိုင်ငံသား346ယောက်နဲ့ဒူဖုံးလုံးတပေါင်းကြီးပါနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေကိုသိမ်းပြီးရရှိခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်ကျွန်တော် off ခံပါ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်